မြန်မာတရုတ်ဆက်ဆံရေးအပေါ်မြန်မာလူကျော်လူမော်တွေရဲ့သဘောထားသိနိုင်ဖို့ ISP မြန်မာကနှစ်စဉ်စစ်တမ်းကောက်ယူနေပါတယ်။ဒီတစ်နှစ်၃ချိန်မြောက်စစ်တမ်းရဲ့ရလက်တွေကအချို့ကိုမိတ်ဆက်ပေးချင်ပါတယ်။အရင်နှစ်စစ်တမ်းတွေမှာလိုပဲမြန်မာနိုင်ငံအတွက်တရုတ်နိုင်ငံဟာအိမ်နီးချင်းကောင်းမဟုတ်ဘူးလို့ဖြေကြသူတွေများခဲ့ပါတယ်။ အဲ့ဒီလိုယူဆသူ68ရာခိုင်နှုန်းရှိခဲ့ပြီး အရင်နှစ်ကထက်14ရာခိုင်နှုန်းပိုများလာတာပါစစ်အာဏာသိမ်းမှုအလွန်မှာတရုတ်နိုင်ငံအပေါ်ပိုပြီးအဆိုးမြင်လာတယ်လို့ယူဆသူကလည်း85ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်ပိုပြီးအကောင်းမြင်လာတယ်လို့ဖြေဆိုသူက17ရာခိုင်နှုန်းရှိခဲ့ပြီးတော့မဖြေဆိုလိုသူ73ရာခိုင်နှုန်းရှိခဲ့ပါတယ်